ကဲကဲအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာကတော့လူတွေလင်များကြောင်းပြည်စင်စားကွာရောက်ခဲ့တဲ့ကောင်မလေးနှစ်ယောက်ရဲ့ရုပ်တံလေးပေါ့နော်ဆိုတော့ဆိုတော့အဲ့ဒီရုပ်တံလေးတော်ကိုဆက်လက်ကြည့်လိုက်အောင်မိတာစုအစီမပြေလို့အလောရှာရာကနေလူလိန်လင်မယားနဲ့တွေ့ပြီးပြည်စင်စားဘဝရောက်သွားခဲ့တဲ့အသက်၁၄နှစ်အရွယ်ကလေးမလေးနဲ့အသက်၁၆နှစ်အရွယ်ကလေးမလေး ဟုတ်ငွေတွေရှိတယ်နော်ဒီစင်မှာ၄ရက်နေကထိုင်းတဲ့နေ့မှာဖော်ပြလာတယ်ခန်းနိုင်ငံလေယောင်မြို့မှာရှိတဲ့နေအိမ်တစ်ခုမှာအတမပြည့်တည်တဲ့ကလီမလေးတွေပြိတ္တာလုံးနေရကြောင်းထိုင်းနမယ်ကြီးရှင်းနေအဖွဲ့စည်းတစ်ခုစီအခုနီတောင်းခဲတာကြောင်းထိုင်းလူမှုကိစ္စရေးအဖွဲ့နဲ့ထိုင်းရှင်းနေအဖွဲ့ကလေယောင်မြို့မှာရှိတဲ့နေအိမ်တစ်ခုကိုတွားရောက်ဆစ်ဆီခဲ့ပြီး ပိဒါဇာအလုံးလုံးနေကြရတဲ့ကလေးမလေးတွေကိုကဲထုတ်ခဲ့ပါတယ်။ဈေးလေခံရပြီးပိဒါဇာအလုံးလုံးနေခဲ့ရတဲ့အသက်16နှစ်အရွယ်ကလေးမလေးပြောပြလာတာကတော့နိုဝင်ဘာ28ရက်နေ့ကဒူမနဲ့ဒူမရဲ့တငယ်ချင်းနေဟာဆိုရင်အသက်24နှစ်အရွယ်အော်အေဆိုတဲ့အမျိုးသမီးနဲ့သူ့ရဲ့ယောက်ျားရဲ့လိင်လယ်မှုကြောင့် ပိရိဇာအလုတ်ကိုအတင်းကျပ်လုံးနေရကြောင်းမိသားစုကိုအကြောင်းကြအတိပေးခဲ့ပါတယ်။အိုင်းနောက်ပိုင်းမှာတော့ဒူမရဲ့မိသားစုဝင်တွေဟာဒူမကိုအတော်လေးစိတ်ပူခဲ့ပြီးဒူမနဲ့ဒူမလိုပဲလေးလေခံရပြီးပိရိဇာအလုတ်လုံးနေရတဲ့ကလေးမလေးတွေကိုခဲထုတ်ဖို့အတွက်ရှင်းနေအဖွဲ့စည်းတစ်ခုစီဆက်သွယ်သွားခဲ့တာကြောင့်ထိုင်းလူမှုကိစ္စရေးအဖွဲ့နဲ့ထိုင်းရှင်းနေအဖွဲ့စည်းကကလေးမလေးတွေကိုတွားရောက်ခဲ့ထုတ်ခဲ့တာဖြစ်ပါတယ်။ယူလင်းလီမယားနဲ့တွေးချီပုံကိုအသက်16နှစ်အရွယ်ကလေးမလေးပြောပြလာတာကတော့ဒူမနဲ့ဒူမရဲ့တငယ်ချင်းဟာဆိုရင်မိသားစုအဆင်မပြေတာကြောင့်အလုံးရှာခဲ့ကြတဲ့ ယ်။အိုင်နောက်ပိုင်းမှာအော်အေဆိုတဲ့အမျိုးသမီးနဲ့တွေ့ခဲ့ပြီးအော်အေနဲ့သူယောက်ကြတို့ဟာဆိုရင်သူတို့မှအလုပ်ရှိတဲ့သူတို့စီမှလာနေအလုပ်ရမယ်လို့သူမတို့တငငယ်ချင်းတယောက်ကိုပြောတယ်။သူမတို့ဟာဆိုရင်လည်းအော်အေတို့လင်မယားကိုယုံကြည်ခဲ့ပြီးလိုက်သွားခဲ့ကြတယ်။ဟိုရောက်တဲ့အခါမှာတော့သူမတို့အရွယ်ကောင်မလေးနှစ်ယောက်ကိုတွေ့တယ်။အိုက်ကောင်မလေးနှစ်ယောက်ဟာဆိုရင်လည်းပြိဇာအလုပ်ကိုလုံးနေခဲ့ရတယ်။သူမတို့ရောက်သွားတဲ့အခါမှာတော့သူမတို့ကပါပြိဇာအလုပ်ကိုအတင်းကျပ်လုခိုင်းတယ်။မလုပ်ဘူးလို့လည်းညင်းလို့မရဘူး။ညင်းနေမယ်ဆိုရင်လည်းအခုထိလည်းရောက်ရိုင်းနှက်တာတွေခံရတယ်။နောက်ပြီးသူမတို့ဟာတနေ့ကို ၃ချိန်ထက်မနည်းအလုပ်လုပ်ရတယ်။တစ်ခါအလုပ်လုပ်ရင်ဈာတဲ့အေးသေးတွေက တယောက်ကိုဘတ်ထောင်300ပေးတယ်။ဒီမတို့ရတာကတော့300 400ထပ်ကိုပုံမရဘူး။နောက်ပြီးလာတဲ့အေးသေးတွေကစီးသုံးချင်တယ်ဆိုရင်လည်းဒီမတို့ကိုစီးယူခိုင်းတာစီးပူခိုင်းတာတွေလည်းရှိတယ်။နောက်ပြီးဒီကိုလာတဲ့အေးသေးတွေထဲမှာရဲတွေလည်းပါတယ်လို့အသက်16နှစ်အရွယ်ကောင်မလေးကထိုင်းရှင်းနေအဖွဲ့ကြီးကိုပြောပြပါဗါး။နောက်ပြီးလူလိန်လီမယားရဲ့အတင်းကျပ်အလုတ်ခိုင်းတာကိုခံရတဲ့မိန်းကလေးပေါင်းအယောက်20နီးပါးလောက်ရှိတယ်လို့ပြီးတစားအလုတ်လုံးနေရတဲ့အသက်16နှစ်အရွယ်ကောင်မလေးကပြောပြပါဗျ။လက်ရှိမှာတော့ပြီးတစားအလုတ်ကိုအတင်းကျပ်လုံးနေခဲ့ရတဲ့ ဲ့ကလီမလီတွေကို ထိုင်းလူမှုကေဇေးရေးအဖွဲ့နဲ့ထိုင်းရှင်းနေအဖွဲ့ကကဲထုတ်သွားခဲ့ပြီးကလီမလီတွေကိုလိမ့်လည်ပြီးပြည်စာအလုံးလောက်ခံခဲ့တဲ့အတန်း၂၄နှစ်ရွယ်အော်အေရူးလီမယာဟာဆိုရင်လက်ရှိမှာထွက်ပြေးနေတယ်လို့သိရပါဗျ။ထိုင်းတရင်မှပြောတာကအခုပုံထဲမှာတွေ့နေရတဲ့လီမယာနှစ်ယောက်ကိုတွေ့ရင်ထိုင်းအာဏာပိုင်နေစီအကြောင်းကြားပေးဖို့ထိုင်းတရင်မှတိုက်တွန်းထားပါဗျ။ကလီမလီတွေကိုကူညီကဲထုတ်ပေးခဲ့တဲ့အဖွဲ့တွေကရှင်းနေတူပြောတာက အတမပြည့်တည်တဲ့ကလီမလေးတွေနဲ့လာရောက်ပြုတ်ပါတဲ့အထက်မှာရဲတပ်ဖွဲ့ဝင်တွေပါမပါဆိုတာနဲ့ပတ်သက်ပြီးစစ်ဆေးပြီးသွားရင်ခီယောက်စွာတရားစွဲဆိုမှုပြုလုပ်သွားမယ်လို့ရှင်းနေတူဦးကပြောပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုပြန်လည်ပြောပြပေးသွားတာကတော့ဒီဇင်ဘာ၄ရက်နေ့ကထိုင်းတရင်းဒီမှာနာမည်ကြီးနေတဲ့လူလင်းဒီမယားရဲ့အတင်းချက်ပြိစာလောက်ခိုင်းတာကိုခံခဲ့ရတဲ့အသက်၁၄နှစ်အရွယ်ကောင်မလေးနဲ့အသက်၁၆နှစ်အရွယ်ကောင်မလေးတို့ရဲ့နာမည်ကြီးတရင်းကိုကျွန်တော်ပြန်လည်ပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒါလေးရောနော် အသက်မပြည့်သေးဘဲနဲ့အဲပြည့်တယ်ဆိုတာလုတ်ခရရဖြစ်ရလေးပေါ့နော်ဆိုတော့ဒီပြများအနေနဲ့လည်းသတိထားသင့်တယ်ပေါ့နော်ဆိုတော့အဆုံးကြည့်ပြီးတော့လည်းအလုပ်ကျုပ်ပြပါမယ်ဒီလိုဆိုရင်တော့ဗီဒီယိုတွေနေ့စဉ်နဲ့ဆက်ပြီးတော့ဒီလိုကျွန်တော် YouTube channel ကို subscribe နဲ့ subscribe လုပ်လို့ပြပါမယ်ဒီလိုဆိုဒီမှာလည်း